ခုတင်ဆက်ပေးမယ့်သတင်းကတော့အောင်ပွဲခံနေတဲ့လီဗာပရိသတ်များအတွင်ကိုကားနဲ့ဝင်တိုက်တာကြောင့်50တော်တရရခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ပရီးမီးယားလိရှင်ပြင်းပြင်းနဲ့အောင်ပွဲခံခံလာကျပါနေတဲ့လီဗာပူးလ်ပိတ်သက်တွေကိုကားတစီးရောက်ဝင်လိုက်ခဲ့တာကြောင့်50ကျော်တန်းရတဲ့ပြင်ဆင်တည်းရဖြစ်ပွားခဲ့လို့သိရပါဗျ။ လီဗာပူးမြို့နယ်မှာကျင်းပခဲ့တဲ့အဆိုပါခန်းနာတဲ့ကိုအသက်52နှစ်အရွယ်ပြည်ထောင်နိုင်ငံသားတဦးကကားနဲ့ဝင်တိုက်ခဲ့တာပါ။တရားရှိသူတွေထဲမှာကလင်းငယ်လေးဦးပါဝင်ခဲ့ပြီးတရားပြစ်ထန်သူတွေလည်းပါဝင်ခဲ့တယ်လို့လီဗာပူးမြို့တော်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ်ကားနဲ့ဝင်တိုက်ခဲ့တဲ့အမျိုးသားကိုဖမ်းမိခဲ့ပြီးတော့ဝင်တိုက်ခဲ့ရတဲ့ကြားရင်ကိုရဲတပ်ဖွဲ့ကစစ်ဆေးနေစေဖြစ်တယ်လို့သိရပါတယ်။လေဘာဘုံမျိုးတော်ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကဒီဖြစ်စဉ်ဟာအကြမ်းဖက်တိုက်ခိုက်မှုနဲ့ဆက်ဆံနေတဲ့ဖြစ်စဉ်မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။လေဘာဘုံအတွင်ကအောင်ဝဲခံခန္ဓာမှာဒီလိုဖြစ်ခဲ့တာကြောင့်ပြည်သက်တွေအတွက်ဝန်ထဲကြောင်းတင်းထုတ်ပြန်ခဲ့တယ်လို့ဒဏ်ရာရှိသူတွေကိုအတင်းဘက်ကတိုက်နိုင်တဲ့ပမုံမှုတွေလည်းပြုလုပ်ဖို့ဆက်ဆံနေတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းချောင်းဝါပြပို့လာပါဗျ။ thank you